ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK ဘန်ကြားဖြတ်ရုံတွေကနေထွက်ပြေးလာတဲ့တရုတ်လူမျိုးတွေကိုလက်နက်ကင်အဖွဲ့အစည်းတွေကမြောက်ရီမြို့နယ်ထဲမှာရှိတဲ့တခြားကြားဖြတ်လောက်ကင်တဲ့နေရာတွေစီပြန်လည်ရောက်ချနေကြတယ်လို့မြောက်ရီမြို့ခံတွေကပြောပါတယ်ပြန်လေ ဝယ်ယူတဲ့ကြဖက်လောက်ကတွေကလည်းတရုတ်လူမျိုးတွေကိုသာအဓိကထားဝယ်ယူနေတာဖြစ်ပြီးသူတို့အယောင်းဝယ်လုံးမဲ့နေရအနီးတစ်ဝိုက်ကဆိုင်ငန်းတွေကိုပိတ်ခိုင်းသလိုအိမ်တွေကိုလည်းမိပိတ်ခိုင်းကြတယ်လို့မြောက်ရီမြို့ခန့်အမျိုးသမီးတဦးကပြောပါတယ်တရုတ်တရုတ်တွေကြတော့အယောင်းဝယ်လုပ်ကြတာပေါ့တရုတ်တွေကြတော့သူတို့ကဒီမှာတရုတ်တွေထွက်လာတာကိုခေါ်ရတယ်ခေါ်ပါပြီတခြားဆိုင်မှာပြန်ရောက်တယ်တရုတ်တယောက်ကိုကန်း၅သိန်း၄သိန်းကနေ၅သိန်းဝန်းကျင်ဈေးပေါက်တယ် အရှေကုတ်ကိုပတ်တူတခြားဘူးဝီလီတို့ဘာတို့တွေကမဖြစ်သေးဘူးလေမဖြစ်တဲ့နေရာတွေကိုပေါ့အဲ့လိုမျိုးပြောင်းရအောင်လားတရုတ်တောင်မှတရုတ်အစ်စ်တကယ်လုံးဝတရုတ်ဖြစ်ရမယ်အဲ့လိုမျိုးမှရတဲ့လူတော့ပဲသူကဝယ်တာလေဟိုတည်းကသူညီမတို့ညသက်ကြီးညီမတို့အိမ်ထဲမှာပဲရောင်းဝယ်တီလာလောက်တာလေညီမတို့ဆိုင်နေတာပိတ်ထိုင်တာအိမ်မီကိုမီးတွေပိတ်ထိုင်ပြီးတော့ကားတွေကဆက်ပြီးနေရောင်းဝယ်တီလောက်တာလေညီမတို့ကကြတော့နည်းနည်းလမ်းကြတဲ့ကြတော့အိမ်လမ်းကြတဲ့မှာဝင်ပြောသူတို့လောက်ကြတာပိတ် တေယုတွေခေါ်တယ်။ကားပေါ်တဲ့ကားပေါ်တဲ့ဆိုတော့တက်ကြတာပေါ့တေယုတွေကတက်ပြီးတော့ခေါ်လာတယ်။ခွဲရခေါ်လာပြီးပြန်ရမော့တစ်ဆက်တတိတွေကိုအခုချိန်ကိုကိုတို့မဖမ်းတဲ့နေရာတွေပြန်ရမှာပေါ့။အာတရားကိုတချို့က၄သိန်းပေးမယ်၊တချို့က၄သိန်းဝယ်ပေးမယ်၊တချို့က၅သိန်းပေးမယ်ပေါ့အဲ့လိုတွေပေါ့။အဲ့ညာတော့လားညှိတာကားလေး50ပြည့်အခွဲကြီးတွေပဲ။ဟာလား။ပြန်လဲရောင်းချခံရတဲ့တရုတ်လူမျိုးတအူးကိုထိုင်းဖက်ငွေ၄သိန်းကနေ၅သိန်းအထိဈေးပေါက်နေပြီး တရုတ်လူမျိုးတွေကိုပဲအဓိကထားဝယ်ယူနေတဲ့အတွက်တခြားနိုင်ငံခြားသားတွေကတော့မြောက်ပြည်မြို့ပေါ်ကလမ်းဘေးတွေမှာပဲတောင်းတနေကြတယ်လို့မြောက်ပြည်မြို့ခံတွေကပြောပါတယ်။ကြားဖြန့်လုပ်ငန်းတွေလုံခြုံနေတဲ့ KK ဘတ်ဟာလူထောင်ချီမြောက်ပြည်မြို့ပေါ်ရောက်ရှိလာတဲ့အတွက်မြောက်ပြည်မြို့ပေါ်မှာတည်ယူပို့ဆောင်ရေးနဲ့တဲခိုစရိတ်တွေကနှစ်ဆလောက်မြင့်တက်လာတယ်လို့မြောက်ပြည်မြို့ခံအမျိုးသားတအူးကပြောပါတယ်။ မြရီမြို့မှာအရင်ကကျပ်၅တောင်းမဲရှိတဲ့ဟိုတယ်ဆိုရင်အခုအနည်းဆုံးကျပ်၃သိန်းလောက်ဖြစ်နေတယ်လို့ဆိုင်ငယ်ကယ်ရီနဲ့ဟိုနာဒီနာသွားရင်တော့အနည်းဆုံး၂တောင်းလောက်ကနေစပေးရပြီးကြားဖြတ်လုပ်ငန်းကနေထွက်ပြေးလာသူတွေဆိုရင်ကယ်ရီသမားတွေကထိုင်းပတ်ငွေနဲ့တောင်းနေကြတာဖြစ်တယ်လို့မြရီမြို့မှာနေတဲ့အမျိုးသားတအူးကပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ16ရက်မှာစစ်ကောင်မရှင်တပ်က KK ဘက်ကို ဝေရောက်စီးနှီးခဲ့တဲ့ဝါရားဖြန့်တပုံတွေလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးနောက်ကြားဖြန့်လုပ်ငန်းခွင်တစ်ခုလုံးကိုထပ်မံစီးနှီးမှာဖြစ်ပြီးအဓိကထွက်ကြဖို့နှစ်ရက်အချိန်ပေးမယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာခဲ့တာပါအဲ့ဒီလိုသတင်းတွေထပ်ပေါ်လာခဲ့တာကြောင့်ကြားပြန့်ယုံတွေမှာလောက်ကိုက်နေတဲ့တရုတ်ထိုင်းနဲ့မြန်မာနိုင်ငံသားတွေအပြင် အခြားနိုင်ငံခြားသားတွေဟာအော်တိုဝါ22ရက်မနက်ပိုင်းကစပြီးထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။